ပါဠိစာပါဒီကနေ့အော်တိုဘာလ22ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မအေးမြခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ဘူရှောက်ထွန်မြန်နိုင်ကထန်၆ခန့်အပါအဝင်လူအခွင့်ရေးရှုဖောက်မှုစစ်ဆေးချက်တွေကိုစုံစမ်းစစ်ဆေးဖို့အတွက် ကုလသမဂ္ဂအထူးကုလစလီကိုဖိတ်ခေါ်ရဲဆိုတဲ့သတင်းမောင်တော်မြို့နယ်မြောက်ပိုင်းမှာအာဆာရဲတိုက်ခိုက်မှုကြောင့်လူတအူးသေဆုံးပြီးတအူးတန်ရာရရှိသွားတဲ့ဆိုတဲ့တဲ့ အေအေသိမ့်ပိုက်ထားတဲ့63လုံး point ကောင်ကိုစစ်တပ်ကပြန်လည်ထိုးစစ်ဆင်နေတဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ရခိုင်ပြည်ဘူတိရောင်မြို့နယ်ထန်းချောက်ခန့်ကျေးရွာမှာအစုလိုက်အပြုံလိုက်တပ်ဖြတ်ခံရရလို့ဆွဆွေးချက်တွေအပေါ်မှာညှင်းဆွလိုက်ပြီးတော့အဲ့ဒီဆွဆွေးမှုတွေနဲ့ပတ်သက်ပြီးရခိုင်ပြည်နယ်မြောက်ပိုင်းကလူအခွင့်အရေးရှုတ်ဖော်မှုဆွဆွေးချက်တွေကိုစုံစမ်းစစ်ဆေးဖို့အတွက် ကုလအထူးကိုယ်စားလှယ်ကိုဖိတ်ခေါ်ထားတယ်လို့မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာအထူးကိုယ်စားလှယ်သောမတ်စ်ကသူ့ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။2025ခုနှစ်အော်တိုဝါလာ20ရက်နေ့လူ့အခွင့်အရေးကောင်စီကိုတင်သွင်းခဲ့တဲ့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာအထူးကိုယ်စားလှယ် Mr. Thomas Andrews ရဲ့အစီရင်ခံစာအပိုက်80မှာအခုလိုရေးသားဖော်ပြထားတာဖြစ်ပါတယ်။ထန်လျှောက်ခံကြေးဝါမှာလူ့အခွင့်အရေးအဖွဲ့တွေက အစုလိုက်အပြုံလိုက်တက်ဖြတ်မှုတွေရှိခဲ့တဲ့ဆိုတဲ့ဆွဆွေးချက်တွေအပေါ်မှာ AACUC ချုပ်ကပြင်းပြထန်ထန်ညှင်းဆိုထားပြီးတော့အတိမပြုတ်နိုင်တဲ့လုံခြံဖန်တီးထားတဲ့တည်င်းအချက်အလက်တွေကိုအသုံးပြုက AA ကိုအပုတ်ချနေခြင်းအပေါ်မှာအထူးစုရင်မိနေလို့လည်းပြောဆိုခဲ့ကြောင်းသိရပါတယ်။ထိုင်းလျှောက်ကန်ကြေးဝါကအစုလိုက်အပြုံလိုက်တက်ဖြတ်ခံရတယ်လို့ဆွဆွေးထားတဲ့နေရာတွေအပါအဝင်တခြားလူအခွင့်ရေးရှုဖောက်မှုတွေပြုလုပ်ထားတယ်လို့ဆွဆွေးခံထားရတဲ့နေရာတွေကိုလာရောက်လေးလာစုံစမ်းဆွဆွေးဖို့အတွက် ဘိုလ်ချုပ်ထွန်းမြန်နိုင်ကဖိတ်ခေါ်ထားတယ်လို့လည်းသူကပြောဆိုထားပါတယ်။ဒါအပြင် AA ကိုကုလသမဂ္ဂကလည်းအချက်6ချက်တောင်းဆိုခဲ့ပါတယ်။အဲ့ဒီအချက်တွေအထဲမှာတော့မွတ်စလင်အသိုင်းအဝိုင်းအပါအဝင်ရခိုင်ပြည်ကအလုံးရဲ့အခြေခံလူအခွင့်အရေးတွေကိုလူသိရှင်ကြားအတည်ပြုဖို့အရက်ကတက်တော်ကစစ်သားတွေကိုမွတ်စလင်အယက်သားတွေအပေါ်မှာလူအခွင့်အရေးရှိုးဖောက်မှုတွေကိုရှောင်ကြဉ်ဖို့အတွက်ရှင်းလင်းပြတ်သားစွာအမိပေးဖို့သွာလာမှုနဲ့အသက်မွေးဝမ်းကြောင်းဆိုင်ရာကန့်သတ်ချက်တွေကိုလည်းရုပ်သိမ်းပေးဖို့ ယုံကြည်စိတ်ရှရတဲ့လူအခွင့်အရေးရှုဖောက်မှုအစီရင်ခံစားရကိုစုံစမ်းစစ်ဆေးဖို့နဲ့ကျွလွန်သူအရခတက်တော်စစ်သားတွေကိုတာဝန်ယူမှုရှိစေဖို့ရခိုင်ပြည်နယ်အတွင်းလူအခွင့်အရေးရှုဖောက်မှုတွေအပေါ်မှာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ရမှာထောက်ခံအားပေးပူပေါင်းဆောင်ရွက်ပေးဖို့နောက်ထပ်တစ်ချက်အနေနဲ့ကတော့ရခိုင်နဲ့နိုင်ငံခြားကိုရောက်နေကြတဲ့မွတ်စလင်အသိုင်းအဝိုင်းကောင်းဆောင်တွေအပါအဝင်နဲ့တွဲဆောင်ဆွေးနွေးမှုတွေစတင်ဖို့စတဲ့အချက်တွေပါဝင်ပါတယ် ရခိုင်ပြည်မောင်နှံမြို့နယ်မြောက်ပိုင်းနန်းတာတောင်တာယာကုန်းကျွာကားလမ်းမှာအာစာချက်ဖတ်အဖွဲ့ရဲ့ပြစ်ခတ်မှုကြောင့်အရဲသားတဦးသေဆုံးပြီးတော့နောက်ထပ်တဦးဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါဗယ်။သေဆုံးသူဟာကြီးကန်းပြည်အနီးအောင်တာယာကျွာကဆိုင်ကယ်ကယ်ရီသမားကိုကျော်စုဝင်းဖြစ်ပါတယ်။သူဟာအော်တိုဝါလာ21ရက်နေ့နေ့လယ်2နာရီကျော်လောက်မှာကျင်းချောင်းရွာကိုသွားစဉ်တာယာကုန်းလမ်းပေါ်မှာအာစာအဖွဲ့ရဲ့တိုက်ခိုက်ရှင်ကိုခံခဲ့ရတာဖြစ်ပါတယ်။သူနဲ့အတူလိုက်ပါလာသူမှလည်း ဒဏ်ရာတွေရရှိသွားတယ်လို့နန္တာတောင်ကြည်ရွာသားတယောက်ကပြောပါရယ်မောင်တော်မြို့နယ်လေးရခွဆုံနဲ့တာယာကုန်းကြည်ရွာအကြားဆိုင်ကယ်ကယ်ရီတမားပြည်သူ၃ဦးကိုလည်းအာစာအဖွဲ့ကမိုင်းခွဲတိုက်ခိုက်လို့တဦးသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေလည်းရှိခဲ့ပါရယ်အော်တိုဘာလ17ရက်နေ့ကလည်းလေးရမွတ်စလင်ကြည်ရွာလမ်းခွဆုံမှာခရီးသွားဒေသခံဆိုင်ကယ်ကယ်ရီတမား၃ဦးကိုအာစာ RSO အဖွဲ့တွေကရှောင်းမြောင်းပြစ်ခတ်လို့တဦးပွေရှင်ပြီးတေဆုံးခဲ့ပြီးတော့ ကျန်တဲ့နှုတ်ဦးဟာလည်းအပြင်းထန်တရားရရှိသွားခဲ့ပါရဲ့ရှင်။နောက်ထပ်ရခိုင်သတင်းတပုတ်အနေနဲ့ကတော့အာရခတက်တော်အေအေတိမ့်ဖိုက်ထားတဲ့ပဲခူးတိုင်းပတောင်မြို့နယ်ပကံကွေးကြီးရွာအနာက63လုံး point 00အော်တိုဘားလ20ရက်နေ့ကစတင်ကစစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်တပ်ရဲ့63လုံး point 00အော်တိုဘားလ14ရက်နေ့မှာအာရခတက်တော်ကအပိသက်တင်ပိုက်ခင်ပါရီ ကံကွေကျွော်တောင်ဘက်6ကီလိုမီတာအကွာဝေးမှတည်ရှိတဲ့63လုံး point ကုန်းစခန်းဟာကပ္ပစ16အအတွက်အရေးပါတဲ့ကာကင်းစခန်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ကပ္ပစ16ရဲ့လုံခြုံရေးစိုးရင်စရာ ဖြစ်လာတာကြောင့်အဲ့ဒီစခန်းကုန်းကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာတာလို့စီးရေးလေလာသုံးသက်သူတွေကပြောဆိုကြပါတယ်။လက်ရှိမှာစစ်တပ်ရဲ့63 point ကုန်းကိုထိုးစစ်ဆင်နေတဲ့စစ်ကြောင်းတစ်ခုပဲလှုပ်ရှားမှုရှိနေပြီးတော့ညောင်ကျိုးကိုထိုးစစ်ဆင်နေတဲ့စစ်ကြောင်း ဆင်လန်စခန်းကစစ်ကြောင်းတို့ရဲ့လှုပ်ရှားမှုတွေကတော့အခုရက်ပိုင်းအတွင်းမှာညှိသက်နေတယ်လို့သိရပါဗျ။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့စာတင်ကျောင်းတွေနဲ့ကျောင်းသားတွေကိုဘုံကျဲတက်ပြတ်နေတဲ့စစ်ကောင်းဆောင်ပူရှုံမှုကြီးမင်းအောင်လိုက်ကတနိုင်ငံလုံးအတိုင်းအတာနဲ့ပညာရေးကဏ္ဍဖွံ့ဖြိုးအောင်အတွက်ဆောင်ရွက်နေတယ်လို့ပြောကြားလိုက်ပါတယ်။ အော်တိုဘားလာ21ရက်နေ့မနက်ကနေပြည်တော်ကမြန်မာအပြည်ပြည်ဆိုင်ရာကွန်မရှင်ဗဟိုဌာနတက် MICC 1မှာကျင်းပတဲ့ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့၅နှစ်သင်တန်းအမှတ်စဉ်ခွန်ကကျောင်းသားကျောင်းသူတွေနဲ့တွေ့ဆုံပွဲမှာအမှားစကားပြောကြားစဉ်ထွေတင်ပြောကြားခဲ့တာဖြစ်ပါတယ်။ဘူချုံမှုကြီးမေအောင်လိုက်ဦးဆောင်တဲ့စစ်ကော်မရှင်ဟာမြန်မာပြည်အတွင်းရခိုင်ပါဝင်တော်လှန်ရေးနေမျိုးတွေကစစ်ဖက်နဲ့မသက်ဆိုင်တဲ့ ာတင်ကျောင်းတွေနဲ့ကျောင်းသားကျောင်းသူတွေကိုပိတ်မထားပြီးလေကျောင်းကနေပုံကျဲတက်ခိုင်နေတယ်လို့ဒေသခံတွေကပြောကြပါရယ်။အော်တိုဘားလာအတွင်းစစ်တပ်ကလေကျောင်းပုံကျဲလို့ရှင်းပြနေဟာခါမျိုးနေမှာကျောင်းသားနှုတ်ဦးသေဆုံးပြီး22ဦးတန်ရာရရှိခဲ့တယ်လို့မွန်ပြည်နယ်ပြည်လင်းမြို့နယ်မှာလည်းကျောင်းသား9ယောက်သေဆုံးပြီးတော့6ယောက်တန်ရာအပြင်းထန်ရရှိသွားခဲ့ကာရှင်းပြနေမင်းတပ်မြို့နယ်မှာလည်းကျောင်းသား၃ယောက်နဲ့မတန်ဆွန်အမျိုးသမီး၁ယောက်သေဆုံးပြီးအရက်သား၁၀ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ12ရက်နေ့ကလည်းရခိုင်ပြည်ကြောက်တော်မြို့နယ်ကကိုပိုင်းဘော်တာကျောင်းဆောင်နှစ်ခုကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့လို့ကျောင်းသားကျောင်းသူအယောက်20သေဆုံးပြီး20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။စကိုင်းတိုင်းဒီပေရင်မြို့နယ်မှာလည်းမေလ12ရက်နေ့ကစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဆရာဆရာမ2ယောက်အပါအဝင်ကျောင်းသားကျောင်းသူ24ယောက်ထပ်မံနေသေဆုံးပြီးတရားရရှိသူ105ယောက်အထိရှိခဲ့ပါသေးတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ2023ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေ2025ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့အထိနှစ်နှစ်ကျော်အတွင်းမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်စာတင်ကြောင်း240ကျော်အထိပျက်စီးခဲ့တယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဂျပန်နိုင်ငံရဲ့ပထမဦးဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ်ဆာနာအီတာကန်ရှိကို ပါလီမန်ကက်ဘိနက်ဝန်ကြီးအဖွဲ့ကရွေးကောက်တင်မြောက်လိုက်တဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးကြပါမယ်။အသက်64နှစ်အရွယ်ဆန္နာအီတာကန်ရှိဟာမနေ့ကအင်္ဂါနေ့မှာမဲအပြတ်အသံနဲ့ဝန်ကြီးချုပ်ဖြစ်လာခဲ့တာပါ။ဒီမိုကရက်တစ်အစိုးရ LGB ရဲ့ခေါင်းဆောင်အဖြစ်ဩဇာအချိန်အဝါကြီးမားတဲ့အောက်လွှတ်တော်မှာထောက်ခံမဲ238မဲအထက်လွှတ်တော်မှာနောက်ထပ်ထောက်ခံမဲ125မဲရရှိခဲ့တာဖြစ်ပါတယ်။ ဒီမိုကရက်တစ်အစိုးရပါတီ LDP ရဲ့ခေါင်းဆောင်အဖြစ်ဩဇာအရှိန်အဝါကြီးမားတဲ့ Liberal Outlet တော်မှာထောက်ခံမဲ238မဲအထက်လက်တော်မှာနောက်ထပ်ထောက်ခံမဲ125မဲနဲ့အပြတ်အသတ်ကိုအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။နေထိုင်မှုစရိတ်တွေမြင့်တက်လာနေမှုတွေပြည်သူလူထုအကြားစိတ်ရှုပ်ထွေးမှုတွေရှိလာနေတဲ့ဂျပန်နိုင်ငံမှာစီးပွားရေးအရာစိန်ခေါ်မှုတွေကြုံတွေ့နေရတဲ့အချိန်မှာပဲပြင်းထန်တဲ့ရှေးဥစွေးဝါဒီတအုပ်ဖြစ်တဲ့ ဆာနာအီတာကန်ရှိကဝင်ကြီးချုပ်ရာထူးကိုလွှဲပြောင်းရယူခဲ့ရလေဖြစ်ပါတယ်။ဒါအပြင်ကမ္ဘာစီးပွားရေးစတုထအကြီးဆုံးနိုင်ငံကြီးဖြစ်တဲ့ဂျပန်နိုင်ငံဟာမရေရာမသေးရှာမုန်းနေတဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။လူထုထောက်ခံမှုယော်နေလာမှုနဲ့အရှုပ်တော်ပုံတွေကြောင့်သူ့အရင်ဝင်ကြီးချုပ်တွေရာထူးသက်တမ်းကြကြမခံဘဲနဲ့ဆာနာအီတာကန်ရှိဟာအခုပြီးခဲ့တဲ့၅နှစ်တာကာလအတွင်းမှာတင်စတုထမြောက် တင်းမြောက်ခန့်အပ်ခံခဲ့ရတဲ့ဝင်ကြီးချုပ်ဖြစ်လာခဲ့တာပါ။ ေးစီးယားသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နေရီစီးယားကထုတ်လွှင့်တဲ့သတင်းတွေကို www.nerisia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နေရီစီးယားရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။အားလုံးကျမရှင်လန်းကြပါစေရှင်။